ီးခဲ့တဲ့ဘက်ကကက်ရှမီးယားဒေသမှာလူသေးပြောင်းရှိတဲ့တိုက်ခိုက်မှုကြောင့်အိန္ဒိယနဲ့ပါကစ္စတန်ကြားတင်းမာမှုတွေမြင့်တက်ပြီးစိတ်ရှည်တီးခန့်ကြဖို့ကုလသမဂ္ဂအဖွဲ့ကနှစ်နိုင်ငံစလုံးကိုတောင်းဆိုနေပါတယ်။ဧပြီလ22ရက်ကအိန္ဒိယထိန်းချုပ်ဂျမ်မူးနဲ့ကက်ရှမီးယားဒေသမှာပဏ္ဍသမားတွေကကဘာနဲ့ခီးသွွားဖွဲ့ကိုပြစ်ခတ်ခဲ့လို့လူ26ဦးသေဆုံးခဲ့ပါတယ်။အိန္ဒိယရဲတပ်ဖွဲ့ကအကြမ်းဖက်တိုက်ခိုက်မှုတစ်ခုဖြစ်ဖြစ်စဉ်ကိုစုံစမ်းစစ်ဆေးနေပြီး ဘသူလက်ချက်ဆိုတော့ရှင်းလင်းစွာမသိရသေးပါဘူးပါကစ္စတန်ကတိုက်ခိုက်မှုနောက်ခွဲမှာပါဝင်ခဲ့တယ်လို့အိန္ဒိယနိုင်ငံကဆွဆွဲခဲ့ပြီးလက်တုံးပြန်တိုက်ခိုက်မှုလုံဆောင်ပဲလို့ပြောဆိုပါတယ်ပါကစ္စတန်နိုင်ငံကအဆိုပါဆွဆွဲချက်ကိုငြင်းဆန်ခဲ့ပါတယ်အဲ့ဒီဖြစ်စဉ်နောက်ပိုင်းနှစ်နိုင်ငံတပ်ဖွဲ့တွေဟာနေဆက်တလျှောက်အပြန်အလှန်ပစ်ခတ်ခဲ့ပြီးတန်တမာရေးစီစဉ်တွေလုံဆောင်ကနေပိုင်နယ်တွေကိုပိတ်ပင်ခဲ့ပါတယ်ကုလသမဂ္ဂအဖွဲ့တွင်းရင်မှုချုပ်အန်တိုနီယိုဂူတာရက်စ်က ပါကစ္စတန်ဝန်ကြီးချုပ်ရှီဘတ်ရှရက်ဖ်အိန္ဒိယပြည်ပရေးရာဝန်ကြီးဂျိုင်းရှန်ကာရုနဲ့ဖုန်းပြောဆိုပြီးတင်းမာမှုတွေလျှော့ချဖို့တိုက်တွန်းလာထိတ်တိုက်ပြစ်ဆုံမှုဟာကမ္ဘာကြီးအတွက်ကပ်ဘေးတစ်ခုဖြစ်စေမယ်လို့ပြောပါရယ်တမရာဟောင်းယွန်ဆက်ခီယိုကိုအာနာအလွဲတုံ့ဆမှုနဲ့စွဲချက်တင်ခဲ့တယ်လို့တန်ကိုရီးယားအစိုးရရှေ့နေတွေကပြောပါရယ်မေလာတရက်ကယွန်ဆက်ကီယိုကို ထိမ့်သိမ်းခြင်းမရှိဘဲစွဲချက်တင်ခဲ့တယ်လို့ တောင်ကိုရီးယားအစိုးရရှိနေတွေကကြေညာခဲ့ပါတယ်။ဂျွန်ဆန်ကီယိုဟာပြီးခဲ့တဲ့နှစ်ကဆေးဥချုပ်ရေးခဏတာကြေညာခဲ့ပါတယ်။ဇန်နဝါရီလမှာစူပုံကြွမှုကိုဦးစားမှုနဲ့သူ့ကိုစွဲချက်တင်ခဲ့ပြီးအမှုစစ်ဆေးမှုလုံဆောင်နေပါတယ်။တောင်ကိုရီးယားနိုင်ငံရှိလက်ရှိသမ္မတတွေကိုအာဏာအဝဲတုံ့ကြမှုကြောင့်ဖွဲ့စည်းပုံအခြေခံဥပဒေအရစွဲချက်တင်ခွင့်ပြုပါတယ်။ဒါဝိမလင်ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးကအေဘလာတွင်ယွန်ဆက်ကီယိုကိုယာရုကဖယ်ရှားပြီးမှသာ တင်းပြစ်စုံစမ်းစစ်ဆေးမှုကိုစတင်မှာဖြစ်ပါတယ်။ဆွဆွဲချက်တွေနဲ့ပတ်သက်လို့အသေးစိတ်စုံစမ်းစစ်ဆေးမှုတွေကိုဆက်လက်ပြီးလှုပ်ဆောင်မယ်လို့တောင်ကိုရီးယားဆိုရရှိနေတွေကပြောပါတယ်။အမေရိကန်နိုင်ငံရဲ့လက်တော့ပြန်စည်းချက်ခွန်တက်မှတ်မှုနဲ့မြန်မာရင်းပါဝင်ဒေတာရင်းကိစ္စရပ်တွေဖြေရှင်းရမှာအာဆီယံဖွဲ့ရဲ့စူပောင်းဖြေရှာချက်အရေးပါမှုကိုမလေးရှားနိုင်ငံကအလေးထားခဲ့တယ်လို့ဝန်ကြီးချုပ်အန်ဝါအီဘရာဟင်ကပြောပါတယ် မေလန်တရက်ကအင်ဒိုနီးရှားသမ္မတပရာဘိုဝဆူဘီအန်တူဘရူနိုင်းမေယဟက်ဆန်နေဘူကီယာလာအိုဝင်းနီးချုပ်ဆွန်ဇေစီဖန်ဒုံတို့နဲ့ဖုံးပြောဆိုမှုတွေတွင်အာဆီယံဒေသဖုံးကျိုးစည်းဝါးကို ထိခိုက်စေတဲ့ကိစ္စရပ်တွေကိုဆွေးနွေးခဲ့တယ်လို့သူကဆိုပါတယ်အဖွဲ့ဝင်နိုင်ငံအားလုံးကိုသာဆေးဆက်ညှိနှိုင်းမှုတွေပြုလို့ရမှာအာဆီယံဒေသရဲ့စူပေါင်းတန်ကိုမလေးရှားနိုင်ငံကထုတ်ဖော်ပြောဆိုပါတယ်လို့တက္ကသိုလ်ကဆက်ပြောပါတယ် တူညီရည်တည်ချက်မြင့်တင်မှုနဲ့ဒေသရဲ့ရေရှည်ကြိုးစည်းဝါကိုကာကွယ်မဲ့စည်းလုံးမှုစိတ်သက်ကိုညီညွတ်စွာပြုမှုလှုံ့ဆော်မှုအာဆီယံဖွဲ့ကလိုအပ်တယ်လို့အန်ဝါကထောက်ပြပါရယ်။မကြသေးမီကဗန်ကောက်မြို့မှာစစ်ကောင်စီဥက္ကဋ္ဌဗိုလ်ချုပ်မှုကြီးမင်းအောင်လိုင်းမြို့သားညီညွတ်ရေးဆွေးနွေးပွဲ NUG ဝန်ကြီးချုပ်မန်းဝင်းခိုင်တန်းတို့နဲ့တွေ့ဆုံခဲ့တာကိုလည်း၎င်းကရှင်းပြခဲ့ပါရယ်။မြန်မာနိုင်ငံတည်ငြိမ်ရေးနဲ့အာဆီယံဒေသငြိမ်းချမ်းရေးအတွက် အပြုသဘောဆောင်တဲ့တွဲဆောင်ဆွေးနွေးမှုမြင့်တင်မဲ့မလေးရှားနိုင်ငံရဲ့ကြိုးပမ်းမှုကိုဘရူနိုင်းလာအိုနဲ့အင်ဒိုနီးရှားနိုင်ငံတို့ကထောက်ခံခဲ့တယ်လို့သူကဆိုပါတယ်